ကဲအားလုံးပဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုများကိုစဉ်စားမပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဘန်ကာရီတန်ကြက်ကကားရီနဲ့ခိုင်မာစွာကာကွယ်ထားတဲ့ Main Online အင်ဆိုတဲ့အကြောင်းကိုရဲဘော်ရှမ်းလီကယခုလိုပဲတင်ပြလာခဲ့ပါတယ် မင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်အားလုံးမင်္ဂလာပါညေဝရှင်လီမာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဂျွန်တရက်နေ့လက်တလရဲ့ပရမအူဆုံးရက်မှာမင်္ဂလာသတင်းတွေတည်ဆောင်လာပါတယ်စူပါဆန်ဒေးဟောလီဒေးလည်းဖြစ်တယ်ဒီလိုရက်မျိုးမှာကျွန်တော်နဲ့ကျွန်တော်မိပါတယ်ဒါအပတ်စဉ်တွေ့ဆုံဆွေးနွေးမိတဲ့ပုံစံလေးအတိုင်းပဲ တင်ပြပေးပါမယ်။အရကတတော် AA QL ရခိုင်သူရခိုင်သားတွေတမချက်ကတော့လက်လန်နေဗျာ။ဘုံမူကြီးအစင်ရှိတဲ့တရင်မှုတကောင်ကိုဖတ်မှန်ပြီးတော့ရလိုက်ပါတယ်။ဆိုတော့ဒီအကြောင်းလေးကိုကျွန်တော်တင်ပြပေးမယ်။နောက်ထပ်ဒင်းတစ်ခုမှလည်းပဲရှင်းန်းစစ်မနာပြင်မှာအကြမ်းဖက်စစ်ခွေးတက်ကကောင်းနေဘလောက်တောင်အသေးချမ်းနေလဲဆိုရင် အသေးချမ်းတယ်ဆိုတော့အဲကျွန်တော်တို့လူငယ်တွေဒါအချို့ဒီ mobile game တွေပါလေ gaming တွေပါ gaming တမားတွေလည်းပါပါမယ်ကျွန်တော်ရဲ့ video ကိုကြည့်နေတယ်အသေးချမ်းတယ်ဆိုတော့အရန်ကိုချမ်းနေတာမဟုတ်ဘူးအသေးတွေအရန်များနေတာကိုဆိုလိုခြင်းဖြစ်ပါလေဘလောက်တော့အသေးချမ်းနေလဲဆိုရင်မြေတူးဆက်နဲ့တူးပြီးတော့ကျွန်မဖက်စစ်ခွေးတက်ကကောင်တွေကိုအစုလိုက်အပြုံလိုက်တွင်းတွင်းတဲမှာအများအပြားကို ခဲ့သွင်းပြုတ်နေနေရတဲ့အခင်းချင်းတွေဖြစ်ပေါ်နေပါတယ်ဒါရှေ့တန်းမှာဖြစ်နေတာเนาะဒါပေမဲ့ချမ်းမဖက်စစ်ခွေးတက်ခေါင်းဆောင်မင်းအောင်ဖလိုင်ကတော့သူ့အိမ်မှာလက်ရှိသူနေတဲ့အိမ်မှာဘန်ကာတွေအထက်ထက်တိဆောက်ပြီးတော့တန်ချက်ကရင်တန်းတွေပါ အကာအကွယ်ယူထားတယ်ပြီးတော့ဂျမ်ဘာတွေတက်ဆင်ထားတဲ့အကြောင်းကိုကျွန်တော်နှိုင်းရှင်တင်ပြပေးမှာပါ ရှေ့စမင်နာပြင်မှာကျမဖက်စစ်ခွေးတွေအမြောင်အမြားစုလိုက်အပြုံလိုက်မြုံနှံနေရတဲ့အချိန်သူကြတော့တိမ်မှကြောက်နေတာလားဒါကိုကျွန်တော်တို့မိငုံအတူတူထုတ်သွားမှာဖြစ်ပါတယ်နောက်ထပ်ဂျပန်သတင်းဌာနအထိရောက်သွားတဲ့ PNL ရဲဘော်၄ဦးကို ကျမဖက်စစ်ခွေးတက်နဲ့ PNO ပြည်သူစစ်တပ်ဖွဲ့ဝင်တွေပြစ်တက်ခဲ့တဲ့အကြောင်းပါ နိုင်ငံတကာသတင်းမီဒီယာအထက်ကိုရောက်ရှိသွားပါပြီဒီကြောင်းတွေကိုကြောင်းတပြပေးမှာနောက်ဆုံးမှတော့မိုးတွင်းကာလအခါတမရမှာကျွန်တော်တို့ကရင်တွေဒီချက်ကလည်းရှည်လန်းနေပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင့်ကြည့်ရှုကျွန်တော်မိပါတအူးချစ်စီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပြစေအကျံဖတ်လူသက်ကောင်တွေဟာသူတို့ရဲ့မူလစစ်မြစ်ဇယိုက်ကို ဘလို့ပဲဖုံးပြပါစေပေါ်ကိုပေါ်တယ်တို့ရဲ့နှစ်ပေါင်းများစွာဘလို့အချိန်နေမျိုးနဲ့သတင်းတုသတင်းဖာကြသတင်းလိန်တွေထုတ်ပြန်ခဲ့ပါစေအခုလူနဲ့တူပါပါလာကြတယ်ကျွန်တော်ပြည်သူ့ကဝေးတက်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူလူလူတရက်လုံးနဲ့ရင်ဆိုင်တွေ့နေရတဲ့အချိန်မှာဘလို့မှသတင်းလိန်လို့မရတော့အကြမ်းဖက်စစ်ခွေးတက်ကောင်နေနဲ့ပြည်သူစစ် PNO တပ်ဖွဲ့ဝင်တွေပြစ်သက်လိုက်တဲ့ကျွန်တော်တို့ PNLA တပ်ဖွဲ့ဝင်တွေရဲ့ရုပ်သံမှတ်တမ်းကဘာကိုပြန့်နှံ့သွားပါတယ်ဒါကြောင့်လည်းပဲဂျပန်သတင်းဌာနကတင်ပြခဲ့တာဖြစ်ပါတယ်အဲ့ဒီသတင်းဌာနကရုပ်သံဗီဒီယိုဖိုင်နဲ့တကွာသူတို့ရဲ့ကြိုတုံသတင်းမှာတင်ပြခဲ့ပြီးဖြစ်ပါတယ်မနေ့ကမေလ31ရက်နေ့မှာပဲ ဂျပန်သတင်းမှာပါသွားပါသွားခဲ့ပါပြီ။ဒါကိုသူတို့တွေဘယ်လိုမျိုးထွက်ပြီးတော့လိမ်အောင်မလဲ။တခါလေးတော့လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ဂျပန်သတင်းဌာနကြီးမှာပါလာတဲ့အကြောင်းအရာကိုသတင်းမှန်ပြန်ကြားရေးဆိုတဲ့ခေါင်းစဉ်နဲ့ဇော်မဲလေတူဒီမို့ဂျပန်ဖက်စစ် ခွေးတဲ့လော်ဘီကကောင်းနေဘယ်လိုမျိုးသတင်းကိုဒါ လိန်လေအုံးလဲလို့ကျွန်တော်ကအထူးစိတ်ဝင်စားနေတာပါဒီအကြောင်းအရာကကျွန်တော်ရဲ့ Telegram မှာအဲ့ဒီဒါပစ်ခတ်လိုက်တဲ့ရုပ်သံဗီဒီယိုဖိုင်ကိုတင်ပြထားတယ်ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့ဒါကာဝယ်တော်တိုင်းသားတပွဲဝင်တွေသူတို့ကိုဖမ်းမိလိုက်တဲ့အချိန်မှာ ပြစ်တက်လိုက်တဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ uniform နဲ့ battle suit ကိုတေချာရှင်းလင်းစွာမြင်တွေ့လိုက်ရတာပါ။ဒါကြောင့်လည်းပဲဂျပန်သတင်းစာကအကြမ်းဖက်စစ်ခွေးတက်ကပြစ်တက်လိုက်တာဘာလို့တိတိကျကျပြောဆိုခဲ့တာ။ဆိုတော့အဲ့ဒီမှာတယောက်တည်းကကျွန်တော်တို့ဒါမောင်းပြန် rifle နဲ့ပြစ်တက်သွားတာမဟုတ်ဘဲနဲ့ဘေးနားမှာပြည်သူစစ်တွေကပါဒါတိုင်းရင်သားတော်လန်တော်ရဲဘော်၄ဦးကိုအပြိုင်နဲ့ထဲမှာ ပစ်တပ်လိုက်တာဖြစ်တယ်ပြီးတော့အဲ့ဒီအလောင်း၄လောင်းကိုလည်းသူတို့တွေစီတန်းချလာတာကိုလည်းကျွန်တော်တို့ထပ်မံတွေ့ရမှာဖြစ်တယ်အားလုံးက၅ယောက်ပါနောက်ထပ်တပူးကိုအခြားသောနေရာမှာရဲဆက်ဆက်ပစ်တပ်ခဲ့တာပါဆိုတော့ရှင်းမ်းမှာဖမ်းမိခဲ့တဲ့သူတွေကိုသူတို့တွေဟာအခုလိုမျိုးတနက်နဲ့ပေါ်ပေါ်တင်တင်ပြတ်တက်ပြလိုက်တယ်ဆိုတော့ Standard Army ကြီးရဲ့ ဂုံတရင်ကဘာကိုကြော်စောသွားတာပါဒီပစ်စင်နဲ့ပတ်သက်ပြီးတော့အသက်ခံရတဲ့သူတွေကစီဆိုင်မြို့နယ်လွယ်ဆောင်ရွာကဒုဖို့ခွန်ချက်စီဆိုင်မြို့နယ်ကနောင်ကျင်းထုံရွာတက်စိတ်မှုခွန်မွေးတောင်ကြီးမြို့နယ်ထီခေါင်ပင်တွန်းရွာဒုတက်စိတ်မှုခွန်ထုံးဝေတောင်ကြီးမြို့နယ်ပင်တွန်းရွာကပဲရဲဘော်ခွန်ဦးစီဆိုင်မြို့နယ် နောင်တောင်ရွာကရဲဘော်နေလင်းတို့၅ဦးဖြစ်တဲ့အကြောင်းကို PMFC ဥက္ကရာကဒီကနေ့ပြောဆိုခဲ့တာဖြစ်ပါတယ်စစ်ရာဇဝမှုအများပြားကိုကျူးလွန်နေတဲ့အကြမ်းဖက်စစ်ခွေးတက်တဲ့ PNO ဟာကိုဂျိုးကိုပဲကြည့်ပြီးတော့ခရိုနီနေဝင်းထွန်းတဲ့ခေါင်းဆောင်များနဲ့လက်ရှိလုံနေတဲ့ဒါလက်စားခြေတဲ့ပုံစံမျိုးတွေပြီးတော့ တကယ်ကိုအကျန်းဖတ်ရက်ဆက်တဲ့ပုံစံမျိုးတွေကိုသူတို့ဟာခုခံကာကွယ်တဲ့အခြေအနေတွေနဲ့အရှိကိုဆက်နေတဲ့အကြောင်းကိုလည်းသူထပ်ပြီးတော့ပြောဆိုခဲ့တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာ PNL ရေးပေါ်ပြတ်တက်ခဲ့တဲ့ရုပ်တံဗီဒီယိုဖိုင်ကိုကျွန်တော်တို့တော်လန်တော့တက်ဖွဲ့ဝင်တွေကရှင်းန်းစစ်မြေနာအပြင်ကအကြမ်းဖက်စစ်ခွေးတက်တဲ့ပြည်သူစစ်တွေ ဖမ်းမိခဲ့တဲ့သူတွေစီကဒါဖုန်းတွေကအဲ့ဒီ video file ကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ဒါကတော့အဓိကတက်တဲ့တစ်ခုဖြစ်သွားတာပါ။ဒါကြောင့်လည်းပဲဂျပန်သတင်းစာအထိဂျပန်သတင်းဌာနအထိချက်ချင်းပဲပြန်လည်သွားတာပါ။သူတို့မိနေမှာစိုးလို့ပြောမယ်။ဒါဟာຫນွေဦးတော်လည်းရေးပြ။ကျွန်တော်တို့ယူတော်လန်ကြီးမှာတစ်ခါလုံးကမိဘပြည်သူတွေအကုန်လုံးပါဝင်နေတာ ဒါကြောင့်လည်းပဲနေချင်းညချင်းခုလိုမျိုးသတင်းတွေထွက်ပေါ်သွားတာဖြစ်ပါတယ်စစ်တုံးမန်းတွေစီကအဲ့ဒီဖုန်းတွေပြန်ရပြီးတော့သူတို့ကိုစစ်ဆေးခဲ့တာပေါ့သူတို့ငားရောက်ကိုတပိုင်းတည်းတက်ခတ်ခဲ့တာမဟုတ်ဘူးတဦးကိုတနေရာမှာတက်ဖြတ်ခဲ့တာပြီးတော့၄ဦးကိုအဲ့ဒီဗီဒီယို ဖိုင်မှာပါတဲ့အတိုင်းပဲပြတ်တက်ခဲ့တာသူတို့အလောင်းတွေကို CCGG ထားထားတယ်လို့ခွန်ချင်းရှင်ကပြောဆိုခဲ့ပါတယ် သူတို့အနေနဲ့ကစစ်လုံမှန်းတွေဖမ်းမိတာတွေရှိပါတယ်။ PNO ပြည်သူ့စစ်အဖွဲ့ဝင်တွေဘုံမှုအဆင့်ထိဖမ်းမိတာတွေရှိတယ်။ဒါပေမဲ့ဒီလိုမျိုးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာမျိုးတရားမှမလုပ်ခဲ့ဘူး။စစ်လုံမှန်းဥပဒေနဲ့အညီထိမ့်သိမ်းထားတယ်လို့ခွန်ရင်းရန်ကထပ်မံပြီးတော့ဖော်ပြခဲ့ပါတယ်။ဒီမှာအကြံဖတ်အုပ်စုနဲ့တော်လှန်သောတပ်ဖွဲ့ဝင်တွေရဲ့ကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ရှင်ကြည့်မယ်ဆိုရင်တကယ်ကိုကိုကိုပဲပြအချိန်ခုကိုထပ်မှန်ပြီးတော့မြင်တွေ့ရတာပါလက်ရှိအချိန်မှာလည်းဂျမ်ပါဖက်စစ်ခွေတက်ကကျွန်တော်ပြည်သူကိုအကြောက်တရားနဲ့အုတ်ချုပ်ခြင်းတွေလို့အခုလိုရဲဆက်ဆက်တက်ဖြက်ပြပြီးတော့ကျွန်တော်တို့ကိုကြောက်စိတ်တွင်းနေခဲ့တာပါဒီအကြောင်းကိုကျွန်တော်ရဲ့ဗီဒီယိုညီကုန်းပိုင်းမှာကျွန်တော်ထပ်မှန်ပြီးတော့အသေးစိတ်တင်ပြပေးပါမယ်ဟုတ်ပြီ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်တို့မိဘပြည်သူတွေအားလုံးဒါမကြည့်ရသေးတဲ့သူတွေရှိတယ်ဆိုရင်ဒါ app ရဲ့ပေါ် share လေးကျွန်တော်ရဲ့ Telegram မှာဝင်အောင်ကြည့်ရှုပေးပါအဲ့ဒီ video file ကရှရှင်လင်းလင်းဒါတွေ့မြင်ရမှာဖြစ်တယ်ဆိုတော့ပြက်ခတ်တဲ့အကျန်းဖတ်ကောင်ရဲ့ဗတ်စိတ်နဲ့ uniform ကိုလည်းတေချာစွာမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကတော့လက်ရှိအချိန်ထိရက်ဆက်ရုပ်မှပြနေတဲ့အခြေအနေတစ်ခုပါ။နောက်ထပ်တစ်ခု အဲ့ဒါကတော့အခတ်တော် a a အောင်ဝဲထပ်ပံပြီးတော့ရယူလိုက်ပါတယ်အဲ့ဒါကတော့ကြောက်ဖြူမျိုးနယ်မှာပဲဖြစ်ပါတယ်ဂျမ်ဖက်စစ်ခွေးတက်တွေတည်ဆုံမှုများပြားနေပြီးတော့မြေတူးဇက်နယ်ပါအစုလိုက်အပြုံလိုက်မြေမြုပ်နေရတဲ့အခြေအနေဇိုးတွေကြားထဲမှာဒူးပုံမူကြီးအဆင့်ရှိတဲ့တရင်မှုတကောင်မှာတူတူတိတ်တိတ်အဲ့ဒီ မြေတူးဆက်နဲ့ဒူးထားတဲ့စုပြုံပြီးတော့တင်းကြိုတဲ့စုပြုံပြီးတော့မြုပ်ရတဲ့အထဲမှာဒူပူမှုကြီးအစစ်ရှိတရင်မှုတကောင်မှာထဲ့သွင်းမြုပ်နှံလိုက်ရပါကြောင်းစိတ်တော်မကောင်းဘူးအဝေချက်ကကဒါပူမှုကြီးတွေရဲ့မိသားစုဝင်တွေအတွက်ပြောတာပါခင်ဗျားတို့ယောက်ျားတွေဟာအခုလိုပဲ လူလို့တော့တတ်မှတ်ချင်းမခံရတဲ့အခြေအနေမှာလူလို့သူလို့တင်းကြုံမခံရဘူးဆိုတာကိုသိစီချင်တာပါအဲ့တော့သမင်းစားပြီးလူမဖြစ်တဲ့သူတွေအားလုံးဒါကိုဖန်ဖန်အလန်လန်သုံးသက်ဖို့ရည်ကြည်ပါတယ်ဆိုတော့ဒါတွေပြောနေရင်လည်းသူတို့ကနားလည်မှာမဟုတ်ဘူးဗျသမင်းစားပြီးတော့လူမဖြစ်တဲ့သူတွေဖြစ်နေလို့ပါ ဟုတ်ပြီ အဲ့ဒီမှာသေဆုံးတဲ့အလောင်းကောင်တွေကိုယာရူးကြီးယာရူးငယ်တကြအဆင့်အောက်ခြေအဆင့်အဆုလိုက် အပြုံလိုက် မြေမြုပ်တင်းကျူတဏီယာတဲမှာပဲစုပြုံထည့်ထားလိုက်ပါတယ်လို့ကျွန်တော်တို့စေသတင်းအရင်းမြစ်တွေမှာသိရပါတယ်အဲ့တော့မင်းကဒုဗိုလ်မှုကြီးလားမင်းကဗိုလ်မှုကြီးလားမင်းကဗိုလ်ကြီးလားမင်းကတက်ချက်ကြီးလားမင်းကတက်သားလား တော့ထိုးတခြင်းထဲမှာအကုန်လုံးဝင်အိတ်နေလိုက်အရန်ကိုမျှတာတယ်အခြေအနေတွေကိုကျွန်တော်တို့လူတွေမသေးခင်မှာငါကတော့ဘလို့ຢာလို့ရှိတယ်ငါကတော့ဘလို့ခုံပြက်တွေပိုင်ဆိုင်ထားတယ်ငါကတော့ဘလောက်ထိချမ်းသာနေတယ်ငါကတော့ဘလို့ကောင်မျိုးပါငါငါငါဆိုတဲ့အတတွေ ਨੇ လူစိုက်တဘာဝတွေမှာတွေ့မြင်ရပြီမယ်တကယ်တည်ဆုံးရတဲ့အချိန်မှာဒီကနေ့ အရကတက်တော်ရဲ့မြေပြင်မှာရခိုင်မြေမှာမြေမြုပ်သင်းကျိုခံလိုက်ရတဲ့ဘုံမူကြီးတွေဘုံချုပ်ကြီးတွေတရင်မှုတွေပြီးတော့ဘုံကြီးတွေတက်ချက်ကြီးတွေတသားတွေအကုန်လုံးကိုတတွင်ထဲမှာစုပြုတ်ဖြုတ်ပလိုက်တာအဲ့တော့သူတို့ရဲ့ယာဒူးတွေသူတို့ရဲ့အစင်တန်းတွေဘာမှမဟုတ်ဘူးအားလုံးဟာအတူတူဖြစ်တယ်လူတွေအကုန်လုံးသေသွားရင်ဘာတစ်ခုမှယူသွားလို့မရအောင်ဒါလေးကသင်ဝင်ကရဖို့ကောင်းပါတယ် ဆိုတော့တက်တွင်းတွေမှာကျွန်တော်အမြဲတမ်းကြားနေရတယ်ဆိုတော့ယာရှိတွေရဲ့ဇနီးမယားတွေကိုအောက်ခြေငစနူကောင်တွေရဲ့ဇနီးမယားတွေကသွားပြီးတော့ထမိန်လျှော်ဖို့ပေးနေရတာတွေကျွန်တော်တို့မိဘူးတိုက်ပေးနေရတာတွေအခါတည်းမှာယာရှိတွေဟာအောက်ခြေကစစ်သားတွေရဲ့မိမတွေကိုပါကြာကူလီနှိုက်တဲ့သတင်းတွေလည်းကျွန်တော်တို့ကြားနေရတာဖြစ်တယ်ကျွန်တော်သူများတင်းဖင်းကိုပြောနေတာမဟုတ်ဘူးလက်ရှိတက်တွဲမှာဖြစ်နေတဲ့ ဒါတတွင်းမရင်းမှုတွေသတင်းမီဒီယာအထက်မှာကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာတာတွေအများကြီးရှိတယ်ဘုံမူးကြီးအဆင့်အထိမြတ်သိရင်သတင်းရသတင်းတစ်ပတ်အတွင်းမှာပဲဘုံမူးကြီးအဆင့်ရှိတဲ့ကောင်ရဲ့သူ့ရဲ့သမတ်မရင်းမှုအများကြီးရှိတယ်ဒါတော့မှဒီကောင်ဒီတက်သေးမှာပဲဖုံးဖိပြီးတော့တက်သေးမှာပဲဒါချိန်ချောက်ပြီးတော့တက်သေးမှာပဲအဆင့်ပြေအောင်လှုပ်သွားတဲ့ တန့်ငယ်မရိမှုတွေလေအများကြီးရှိတယ်။ဘာကြောင့်လဲ။မနဲ့မိုးလင်းကုန်းပိမိသားစုအတွက်မလောက်ကောက်တက်ထဲမှာနေနေရတဲ့ line တန်းမှာနေခဲ့ရတဲ့သူတွေကောင်းကောင်းသိမှာပါ။ကျွန်တော်ရဲ့ video ကိုဟိုဘက်ကောက်ကောင်နဲ့ကြည့်တယ်ဆိုလေအများလို့ line ကမ်းမှာနေခဲ့ဘူးတဲ့ဆိုရင်သိမှာပါတက်တန်းလျားပေါ့ဗျာ။မိုးလင်းပြီဆိုတာနဲ့သူတို့ရဲ့အရာရှိဘာခေါ်ခိုင်းမလဲ။ဘာလေးဝယ်ပေးရမလဲ။ နောက်ဆုံးမွေးစေပါကွာဝယ်ပေးနေရတဲ့အခြေအနေအရက်ဝယ်ကြက်ဖန်းအစင်းထက်မပိုနေတာတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒီနေ့ဒီအချိန်မှာရခိုင်မြေမှာထူးခြားတဲ့တင်ငန်းစာတစ်ခုတံဝေကတစ်ခုကိုမြင်တွေ့လိုက်ရတာကဘုံမှုကျုပ်တွေအပါအဝင်တရင်မှုတွေကအောက်ချင်ငှစလူကကောင်းနေအကုန်လုံးကိုပါကျင်းတခြင်းနဲ့ပါပဲအတူတူရောမြုပ်လိုက်တယ်ဆိုတော့ရှင်းသွားရောပေါ့အဲ့တော့နောက်တစ်ချိန်မှာ ကျွန်တော်ကကြိုပြီးတော့သတိပေးချင်တာပါမိမိတို့ရဲ့ယောက်ျားတွေရဲ့အယိုးကို DNA ပြန်စစ်ပြီးတော့ကို့လင်ယောက်ျားတွေကို့တူတော်မောင်တွေကို့ရဲ့ဆွေမျိုးတွေရဲ့ဒါ DNA နဲ့တိုက်ယူပြီးတော့ပြန်လဲတင်းကြိုရမယ်အခြေအနေဇိုးတွေပါတို့ရင်ဆိုင်နေရတာပါအချိန်တည်းမှာဒီလိုအခြေအနေမျိုးတွေအဖြစ်ပြက်တွေ့ တကယ်ကိုလှိမ်မြန်စွာပြောင်းလဲနေတဲ့အချိန်မှာနောက်တန်းမှမင်းအောင်လှိုင်ကသူ့ရဲ့အိမ်ကိုဘန်ဂါအထွေအထူကြီးတွေနဲ့အခိုင်မာစွာအထက်ထက်တိဆောက်နေပြီးတော့တန်ချက်ကရင်တန်းတွေပြီးတော့လက်နက်ကြီးတွေပါတက်ဆင်ထားပြီးတော့သူ့ရဲ့အိမ်ကိုကာဝယ်နေတယ်ဆိုတော့သူဘာလို့တောင်ကြောက်နေတာလဲသူဘာကိုကြောက်နေတာလဲကျွန်တော်တို့ငလင်တန်နဲ့အပြည်သူတွေက ခံလိုက်ရတယ် ငလင်တန်တဲ့ကဘာကထောက်ပံ့ကူညီခဲ့တဲ့ပတ်စံနဲ့သူကလေးရင်ဝယ်တယ်အဲ့ဒီငလင်ကြောင့်ပဲကဘာကကူညီထောက်ပံ့ခဲ့တဲ့ပတ်စံတွေနဲ့ရုရှားမှာအိမ်ဝယ်ခဲ့သေးတယ်ဒါပြင်အခုရှေ့တန်းမှာအကုန်လုံးငစနူကောင်တွေကသတော်မဆူဆူဝါးဝါးဒီကောင်တွေဖြစ်ပြနေတာအောင်ရင်းမြစ်ထဲမှာလဲဘောလောဘောလော ျွန်တော်ရဲ့ Telegram မှာဒီနေ့တင်ထားတဲ့ video file ကျွန်တော်ရဲ့မိဘတွေတွေ့မှာပါကျွန်တော်ရဲ့မိသားစုတွေကတော့ကြည့်ပြီးပါပြီကျွန်တော်နဲ့အမြဲတမ်းဝန်းရင်နေကြတော့ဗျာဘောလောဘောလောကဲမဲ့သူမရှိဆဲမဲ့သူမရှိတကက်ရင်အရင်မြစ်ပါညစ်ပတ်စီတဲ့အကြမ်းမဖတ်စစ်ခွေးလောက်ကောင်နေအလောင်းတွေရေပေါ်မှာပြန့်ကျဲနေပါတယ်ဒါကြောင့်ကရင်တွေမိုးရင်းမှာမိုးရင်းမစခင်မှာတိုက်ပွဲအတွက်ပြင်ဆင်ခဲ့တာထူးခြားချက်တွေအများကြီးရှိတယ် ဟုတ်ပြီအကြံဖက်စစ်ခွေးတက်ရဲ့တယင်းမှုအလောင်းကိုကြောက်ဖြူမြို့နယ်တုတ်တန်မှာပဲတိတ်စိတ်တင်းကြူလိုက်ရပါတယ်ဆိုတော့ဒီနေ့ပတ်သက်ပြီးတော့တိကျခိုင်မာစွာကျွန်တော်ထပ်မှန်ပြီးတော့တင်ပြပေးပါမယ်တိုးတိုးတိတ်တိတ်ခိုး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 ပြီးတော့တင်းကြူနေရတဲ့အကြံဖက်စစ်ခွေးတက်ရဲ့ခေါင်းဆောင်ဘိုင်းတွေဘယ်နှကောင်းအောင်ရှိနေပြီလဲဗျာ အဖြေကထွက်နေပြီလက်ရှိကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိသားစုဝင်တွေတင်မှာ1960 1980ဆိုတော့အဲ့ဒီခေတ်ဆက်ဆက်တွေ့နေထိတွေ့ဆက်ဆံပြီးတော့သိရှိခဲ့တဲ့သူတွေနေပြီးတော့အခု2025အထိပါဝင်ပြီးတော့ဝင်းရနေတဲ့ကျွန်တော်ရဲ့မိဘတွေရှိတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေခေတ်ဆက်ဆက်နှိုင်းရှင်ကြည့်ပေးပါ ။ဟာကျွန်တော်တို့နေဦးတော်လန့်ရေးကကျွန်တော်လူငယ်တွေအရန်ကိုတော်နေပါတယ်အရန်ကိုတက်နေပါတယ်ဆိုတဲ့စကားမျိုးကိုကျွန်တော်ကသုံးလို့နေတာမဟုတ်ဘူး။ကျွန်တော်အားလုံးအတူတူလုပ်နေကြတယ်ကျွန်တော်အားလုံးစူးစီးမိနေပြီကျွန်တော်တို့အားလုံးဒီပုံရံသူကို လုံးလုံးမလက်လွတ်မခံတော့ဘူးဆိုတော့ဒါကိုကျွန်တော်တို့ထင်ရှားစွာ ပြောချင်တာပါအခု68ကကျွန်တော်မိသားစုဝင်တွေအကုန်လုံးပြီးတော့နိုင်ချင်းတွေအကုန်လုံး ပြီးတော့အာနာတိန်းထားတော့ကိုလုံးဝလက်မခံနဲ့ကျွန်တော်တို့မိဘပြည်သူတွေအကုန်လုံးကျွန်တော်တို့ဂိမ်းဆော့နေတဲ့ဘောလုံးကန်နေတဲ့ပြီးတော့ engineer လုပ်ငန်းတွေပြီးတော့ကျွန်တော်တို့စစ်ပညာတွေသင်ကြားနေတဲ့ပြီးတော့ကြပြာဆရာတွေတေးရီတေးဆိုတွေအကုန်လုံးပါဝင်နေတဲ့တော်လှန်ရေးမှာလက်ရှိအကြမ်းဖက်စစ်ခွေးတက်ခေါင်းကြီးပိုင်းတွေတိုးတိုးတိတ်တိတ်ခိုးခိုးပြီးတော့မြင်မြုပ်နေရတယ်ဆိုတာကတော့မထူးဆန်းမှုဆိုတာကိုကျွန်တော်ကပြောချင်တာပါ ရီချိန်မြေကလည်းပျော့တယ်အဲ့တော့ကိုတွင်းကိုတူဝီဇင်ငရဲကို ကွန့်ကိုစောက်ထိုးစင်မက်စီတောင်ပြီးကြိုက်မှာမဟုတ်ဘူးဒါကတော့လက်ရှိအချိန်မှာအချမ်းဖက်စစ်ခွေးတက်ကအာဖြစ်ပြနေတဲ့အခြေအနေပါမေလာ33ရက်နေ့မှာကြောက်ဖြူတိုက်ပွဲကိုစစ်ကူပို့လိုက်တဲ့ဒုဗိုလ်မှူးကြီးအဆင့်ဟာ ကျွန်တော်တို့ဒီကနေ့ကျွန်တော်သတင်းပြောနေတဲ့ဂျုံတရက်နေ့တောင်မှမရောက်ဘူးပြေဆုံးသွားတာဟာမြန်လာကြည်လားအရကတက်တော်အေးအေးအာဘူးရှာဘူးတိုက်ကျွေးချက်ကထိရရှာပြတ်တယ်ဘုံတရက်နေ့ကစစ်ကူပို့လိုက်တဲ့ဒုဗိုလ်မူကြီးဟာဒီကနေ့ကျွန်တော်သတင်းမှတင်ပြခဲ့လိုက်တဲ့အတိုင်းပဲအခုတော့ခိုးခိုးပြီးတော့မြေမြုပ်တဲ့ တွင်းကြီးတစ်ခုထဲမှာပဲစုပြုံကြိုလိုက်ရကြိုလိုက်ချင်းခံလိုက်ရပါတယ်ကျွန်တော်လူငယ်နဲ့တွေ့တဲ့အချိန်မှာဘေယာသူဘေအစင်မှာမခံနိုင်တာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်အနောက်ထပ်ထူးခြားတာလေးတစ်ခုပြောချင်ပါတယ်မင်းအွန်လိုင်းကဒါဒီကနေ့မှာသူထုတ်ဖို့ပြောဆိုလာတယ်အဲ့ဒါကတော့ လက်ရှိအချိန်မှာသူတို့တွေဆုံးရှုံးထားတဲ့နေမြေတွေဆုံးရှုံးထားတဲ့စစ်ကမ်းတွေကိုဒါတကယ့်ကိုရွရွချွန်ချွန်နဲ့ပြောင်မြောက်စွာမဟာဗျူဟာကြကြတိုက်ခိုက်သိမ့်ပိုက်နိုင်တဲ့မြေသူကိုမဆိုထူးချွန်နဲ့ဒါသူရဲ့ကောင်းအဖြစ်နဲ့သူတို့ကအတိမတ်ပြုမှဖြစ်ပြီးတော့ယာဒူးတွေကိုလည်းပြည့်ရသွားမယ်ချိမြင့်သွားမယ်လို့မင်းအွန်လိုင်းနှုတ်ကပြောဆိုလိုက်တယ်ဒါကကျွန်မဖက်စစ်ခွေးတက်ကသူပြောလိုက်တဲ့စကား ဒါပေမဲ့သူရှေ့တန်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ယာရုအကြီးပိုင်းတွေပါအပါအဝင်အောက်ချင်ငတ်စနူကောင်းတွေအထိခွေးပြီးဝတ်ပြီးခွေးတည်ဝတ်တည်တည်နေတာဒါတော့မှသူကဆုံးဆုံးခဲ့တဲ့နေမျိုးကိုပြန်လဲတက်ခိုက်သိမ်းပိုက်ပေးနိုင်တဲ့ဒူတွေကိုမဟာပြူအကြကြလှုပ်ဆောင်နိုင်တယ်ဆိုရင်ဘယ်ယာဒူပဲဖြစ်ဖြစ်သူပေးနိုင်တယ်ဆိုတာမျိုးကိုသူကမဲဆွဲတာဟုတ်ပြီကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေကိုကြည့်အောင်ကျွန်တော်တို့မှဘာယာဒူရှိလဲ ဒီမျိုးကိုတင်လိုက်လို့ဒီစကန်ကိုတင်လိုက်လို့ကျွန်တော်တို့ကိုဘယ်သူကဗာပေးလဲဟုတ်ပြီဥပမာပေါ့ဗျာမင်းတို့ဒီလက်နက်ကြီးကုန်းတစ်ခုကိုတင်မင်းတို့လက်နက်ကြီးကုန်းတင်ပြီးသွားရင်မင်းတို့ကိုငါတို့ဘယ်ယာတူးပေးမယ်ပေါ့ဗျာဘယ်အဆင့်ပေးမယ်ပေါ့ဗျာပြီးတော့မင်းတို့အတွက်လဆောက်ဘလောက်တုံးမြင့်ပေးမယ်ဆိုပြီးတော့မဲဆွဲတဲ့သူလည်းတရားမှမရှိဘူးအဲ့ဒီအချက်နှစ်ချက်ရန်ကိုထူးဆန်းနေတော့ကျွန်တော်မြင်ပါ ကျွန်တော်တို့ကိုဘယ်သူမှမဲဆွယ်စရာမလိုဘူးကျွန်တော်တို့ဘယ်သူမှမလုံးပေးစရာမလိုဘူးကျွန်တော်တို့ကိုဘေးရာဒူးမှတိုးမြင့်ပေးစရာမလိုဘူးပြီးတော့သူတို့တဖက်ရုပ်ကကအကောင်လေးမလုံးပေးပြီးတော့ယာဒူးတွေတိုးမြင့်ပေးမယ်ဒါလုတ်ပိုင်ခွင့်နေပေးနေဒီတိုင်အောင်ဘာကြောင့်ကျွန်တော်တို့ဘာမှမရှိတဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေဘာကြောင့်တကောင်တွေရှုံးနေတာလဲတွေးရင်တွေးရင် အရန်ကိုဂုံယူဖို့ကောင်းတယ်လို့ဟိုဘက်ရက်ကကကောင်းပြီအတွက်တော်တော်လေးကိုအရှိတ်ရစရာကောင်းတယ်ဒါကြောင့်ခမင်းစားပြီးလူမဖြစ်တဲ့ကောင်းတယ်ကျွန်တော်ပြောတာမလွန်ပါဘူးကျွန်တော်မြင်တဲ့သုံးနေကြစကားလေးခုရှိပါတယ်အရက်ကလီးပြီရှစ်အရက်ကလူစင်မမီတော့ညံကရောလူစင်မှီမလားဆိုတော့ညံရေပါမမီပြန်ဘူး အရှိမတဖြုတ်ဖြုတ်တပုံးပုံးတင်နေလို့ခိုးခိုးပြီးတော့မှမตาချနေရတာကိုစောစောနားနဲ့နေမျိုးကိုပြန်လဲတက်ခဲသိမ့်ပိုက်ပြီးသွားရင်လိုချင်တဲ့ယာဒူးတွေပေးမယ်ဆိုတော့อืมတရားကြဖို့ကောင်းနေပြန်ပြီသူ့အိမ်ကိုကြတော့ဘန်ဂါရီရောတန်ချက်ကရင်တွေရောဂျမ်ဘာတွေရောလက်နဲ့ကြီးတွေနဲ့ပါကာဝယ်ထားပါလေဗျာတကယ်လို့မြတ်သူ့အိမ်ကိုကျွန်တော်ပြည်သူကာဝယ်တပ်ဖွဲ့နဲ့တိုင်းသားတပ်ဖွဲ့ဝင်တွေရောက်လာမယ်ဆိုရင်သေးကြတယ်အဲ့ဒီကောင်က ပြေးဖို့ကလည်းလီရင်ကအစင်းသိရှိနေပြီးသားဟုတ်ပြီဒီနေ့ညီကုန်းချုပ်လေးမှာကျွန်တော်ထည့်သွင်းပြီးတော့တင်ပြပေးချင်တာကလက်ရှိအကြမ်းဖက်ဖက်စစ်ခွေးတက်ကဒါခေဆက်ဆက်သုံးနေခဲ့တဲ့သူတို့အောင်မြင်ခဲ့တဲ့အချက်၃ချက်အကြောင်းကိုကျွန်တော်ပြန်ပြောင်းပြီးတော့တင်ပြပေးချင်ပါတယ်အဲ့ဒါမှာအဲ့ဒါကတော့သူတို့တွေကျင့်သုံးခဲ့တဲ့အောင်မြင်ခဲ့တဲ့ ပြီးတော့ကျွန်တော်တို့တော်လန်တော့ဒါဘတ်တော်သားတွေအချင်းချင်းအသွေးခွဲခဲ့တာတွေကိုပြီးတော့ဒါတွေကိုအနာရှင်ကတောက်လျှောက်အသုံးပြုပြီးတော့ဒါအစင်ပြေခဲ့တာကိုတွေ့ရတယ်လို့ကျွန်တော်တို့ PDF မြေသူကဝရေးတပ်ဖွဲ့ဝင်အမှတ်နှစ်စစ်ဒေတာနေမြေမှုစစ်စင်ရေးမှုရဲဘော်တင်ဦးကပြောဆိုခဲ့တာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအချက်၃ချက်ထဲမှာဆိုရင်ပထမအချက်ကသွေးအေးစီမဲ့စီ အာနာရှင်တွေဟာကျွန်တော်တို့သွေးအေးသောအမျိုးမျိုးအချိန်ဆွဲပါတယ်အမျိုးမျိုးကောလာဟလာတွေလုပ်တဲ့အမျိုးမျိုးညှော်လင့်ချက်အမှားတွေပြီးတယ်ဒါပေမဲ့ပြည်သူတွေကသွေးမွေးဘူးသွေးအေးစေမဲ့စီးကိုကျွန်တော်တို့ကြော်နိုင်ခဲ့ပြီလို့သူပြောပါတယ်ဆိုတော့သူပြောခဲ့တဲ့စကားလက်ရှိကျွန်တော်တို့သွေးအေးနေွားသွေးအေးနေပြီလားဆိုရဘူးကျွန်တော်တို့ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တော်လန်သောမိဘပြည်သူတွေနဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကခဏအချိန်ထိကောက်ရုံးမီမဟုတ်ဘူးဆိုတာကို ခိုင်မာစွာတသက်တွေပြသခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီဒီတစ်ချက်ကိုတော့ကျွန်တော်အောင်မြင်ခဲ့ပြီနောက်တဲ့အချက်ချက်ကကြတော့သူ့ကြောင်စီမဲ့စီးလို့သူကပြောပါတယ်ပြည်သူတွေကြောက်သွားအောင်ကျွန်တော်တော်လန်ရေးသမားတွေကြောက်လန့်သွားအောင်ရဲဆက်ဆက်လုပ်ပြတာဆိုတော့ဒါကိုသူတို့တွေခက်ဆက်ဆက်အသုံးပြုခဲ့တာရှင်တယ်ပြီးတော့ဒီကနေ့ ကျွန်တော်တင်ပြခဲ့တဲ့သတင်းမှဆိုရင်လည်းပဲကျွန်တော်တို့ PNLA ကကျွန်တော်တို့တပ်ဖွဲ့ဝင်5ဦး5ဦးကိုသူတို့တွေဒါဓမ္မပေါ်မှာပဲဟိုဘက်လှည့်ခိုင်းပြီးတော့တနတ်နဲ့အနောက်ကနေပြီးတော့ပေါ်ရင်ပြတ်တက်လိုက်တာအဲ့ဒါကကျွန်တော်တို့ကိုအကြောက်တရားဖဲ့တာကျွန်တော်ရဲဘော်တွေသွေးကြောင်သွားမလားဆိုပြီးတော့သူကရက်ဆက်ပြတာပါ ဒါဒီလိုလောက်ရတွေဟာဒါပုံမှန်အတိုင်းပဲလက်ရှိအချိန်ထိလှုပ်ဆောင်နေတယ်ဆိုတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒီလိုမျိုးလှုပ်ဆောင်ခဲ့တဲ့ရဲဆက်ဆက်တပ်ဖြတ်မှုတွေပြီးတော့ဒီလိုသွေးကြောင်အောင်လှုပ်ဆောင်ခဲ့တဲ့စီးကိုရောကျွန်တော်တို့ကြော်နိုင်ခဲ့လားကျွန်တော်မိပါတယ်ကျွန်တော်တို့ကိုဘလောက်ထိရက်ဆက်ပြပါစေကျွန်တော်တို့အိမ်ထဲထိကျွန်တော်တို့အိမ်နေတဲ့ခြံတော်ထဲထိဝင်ရောက်ဆွဲပြီးတော့ကျွန်တော်တို့ကို တတ်ပြက်ပြတယ်ဒီနေ့လာဖန်ဒီညလာဖန်နောက်နေ့မနက်ရုပ်ပြက်ဆင်းပြက်ဖြစ်တဲ့ဓာတ်ပေါ်ဒီကိုပြန်ပို့သည့်တိုင်အောင်ကျွန်တော်တို့သွေးကြောင်သွားတဲ့တော်လန်တော်မိသူတွေမဟုတ်ဘူးဆိုတော့ဒီစီးကိုလည်းကျွန်တော်တို့ကြော်နိုင်ခဲ့ပြီဟုတ်ပြီနောက်တဲ့စီးတစ်ခု အဲ့ဒီစီးကလက်ရှိအချိန်မှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြီးတော့ကျွန်တော်တို့မိဘပြည်သူတွေပြီးတော့တိုင်းသားတပ်ဖွဲ့ဝင်တွေအချင်းချင်းစီးလုံးညီညွတ်နေကြတယ်အဲ့တော့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကိုစီးလုံးညီညွတ်မှုမရှိဘို့သွေးခွဲဖို့သူတို့တွေနှမျိုးစုံနဲ့စ조사ပြင်ဆင်มาပါအခုလည်းပဲခေဆက်ဆက်သုံးလာခဲ့တာတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဟုတ်ပြီ။ဒီစီးကိုကျွန်တော်တို့ထပ်မှန်ပြီးတော့ကြော်ဖြတ်ရင်းနဲ့ အာနာရှင်မြင့်ပြတ်ချေမုံရမှာဖြစ်ပါတယ်။အဲ့ဒီစီးကိုလည်းကျွန်တော်တို့အခုနောက်ဆုံးစီးပေါ့ဗျာ။ဒီနောက်ဆုံးစီးကိုလည်းပဲကျွန်တော်တို့ကြော်ဖြတ်နိုင်တဲ့အခြေအနေကောင်းနေအများကြီးပိုင်ဆိုင်ထားပါတယ်။လက်ရှိချိန်မှာကရင်နေမြမှာ KNU နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပြီးတော့ကရင်အလံအောက်မှာရှိတဲ့ကျွန်တော်တို့ KNLA KTLA ပြီးတော့ PC DGBA ပြီးတော့ BGF စတယ်ကျွန်တော်တို့ကရင်တမျိုးသားလုံးနဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့စင်ဝဲနေတဲ့စစ်စင်ရေးကြီးကိုလည်းကျွန်တော်တို့ဒီမိုးတွေမတိုင်ခင်နဲ့ကျွန်တော်တို့စတဲ့တွေ့ကြရပြီဖြစ်တယ်ဒါဟာအကြမ်းဖက်စစ်ခွေးတက်တကယ့်ကိုထိတ်လန့်ကြောက်ရွံ့ရတဲ့ကရင်စစ်ရေးအခြေအနေပါကရင်တွေဟာဒီတော်လန်ရေးမှာ ရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့ယက်တည်နေတာပါခရင်တော်လန်ရေးမှာအပြေဝါပါဝင် လာပြီးဆိုဒီတော်လန်ရေးရဲ့အဆုံးသတ်မဲ့ယက်အနည်းဆုံးဖြစ်နေပြီလို့ကျွန်တော်ကတော့ပွင့်လင်းစွာတင်ပြချင်ပါတယ်ဒါအမှန်တရားပါ ပြီးတော့ KIA နဲ့ TNLA ရဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေကိုထပ်မံပြီးတော့မြင်တွေ့ရဖို့ရှိတယ်။ပြီးတော့အရကတတ်တော့ AA နဲ့ ကျွန်တော်တို့ပူပေါင်းထားတဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့စွမ်းမကကိုလည်းထပ်ပြီးတော့တွေ့ရဖို့ရှိတယ်ပြီးတော့ကျွန်တော်တို့အညာသားကြီးတွေရဲ့ကိုမြင့်ဆောင်အညာသားကြီးတွေရဲ့သွေးကိုလည်းပဲထပ်မံပြသဖို့ရှိပါတယ်ဒါဟာကျွန်တော်တို့အားလုံးအတူတူရှိနေတယ်ကျွန်တော်တို့အားလုံးရဲ့အနောက်မှာတစ်ကမ္ဘာလုံးမှာရှိတဲ့မိဘပြည်သူတွေအားလည်းယနေ့ချိန်ထိသွေးမအေးပဲနဲ့ယနေ့ချိန်ထိခိုင်မာစွာဝန်းရံထောက်ပံ့နေခြင်းဟာအာနာရှင်တွေရဲ့ နောက်ဆုံးသောနေ့နောက်ဆုံးသောအချိန်ရောက်ရှိနေတဲ့အကြောင်းကိုတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေ။နောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းကြိုးစားပေးနေပါတယ်။ကင်းတော်လန်သောတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရှောက်လန်းနေတဲ့လမ်းကျွန်တော်မိပါတွေမှန်းဆရင်းနဲ့မိမိတို့ရဲ့စီအသည့်စီရီသတိအမြဲတမ်းရှိဖို့ကိုကျွန်တော်ထပ်ဆောင်တင်ပြရင်းနဲ့ဒီကုန်းချုပ်ပြစေ။ လက်နက်ပီစီဘီကပ်ဘီကြောင်းနေကြောင်းနိုင်ငံတွင်းမှာရှိတဲ့မိဘတဝူးချင်းစီတိုင်းဘီအန်ကင်းရှင်းပါတီအောင်လေးလေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါ